ခရစ်တိုတိုင်းကကွိုင်းအစစ်တွေမဟုတ်ပါဘူး။ဟုတ်ပါတယ်။လူအများစုဝယ်စုနေကြတာတွေကကွိုင်းမဟုတ်ပဲတိုကန်တွေပါ။တိုကန်နဲ့ကွိုင်းဆိုတာကိုကိုပြပြသိရင်အရင်ကထပ်ပို့ပြီးတော့အမြတ်ပူရှာနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်သူတို့နှစ်ခုကဘာကွာလဲ။ကိုနဲ့ဘယ်တစ်ခုကဘူကိုက်နေမလဲဆိုတာကိုဆက်ပြီးတော့လေ့လာလိုက်ရအောင်။ကွိုင်းကပါလေ။ crypto လို့ပြောလိုက်ရင် coin ရောင်းဝယ်တာလို့ပဲအများစုကခက်လွယ်လွယ်နဲ့ပြောတတ်ကြတယ်။တကယ်တော့ crypto တိုင်းက coin အရေးအသွေးမရှိပါဘူး။ ။ Crypto coin တစ်ခုဖြစ်ဖို့အတွက်အရေးအကြီးဆုံးက blockchain ပါ။ coin တစ်ခုဖြစ်ဖို့ကသူ့ကိုယ်ပိုင် blockchain ရှိရပါမယ်။သူ့မှာသူ့ကိုယ်ပိုင် network ရှိနေတဲ့အတွက်အဓိကရည်ရွယ်ချက်ကဘယ်ကုန်မစို့ပို့လို့ရတဲ့ crypto ပေါ့။သူတို့ကို network fees နဲ့ payment transaction တွေပေးဖို့အတွက်အသုံးပြုကြပါတယ်။ဥပမာ BTC ဆိုရင် Bitcoin blockchain, ETH ဆိုရင် Ethereum blockchain, BNB ဆိုရင်သူ့ရဲ့ BNB Smart Chain စသဖြင့်ရှိလို့သူတို့ကို coin လို့ခေါ်ပါတယ်။ဆိုတော့ token ဆိုတာကဘာလဲ? အားလုံးတည်ကြတဲ့ USDT ကစလို့ Doge, Link အစရှိတဲ့ crypto တွေက token တွေပါပဲ။သူတို့မှာကိုယ်ပိုင် blockchain မရှိဘဲနဲ့တခြား Ethereum တို့ BSC တို့လိုမျိုး blockchain တွေပေါ်မှာတည်ဆောက်ထားတဲ့ crypto တွေကို token လို့ခေါ်ပါတယ်။သူတို့ကကြတော့ DeFi နဲ့သုံးပြီးရော staking လုပ်တာတို့ project တွေထဲမှာဝက်ခွင့်ရချင်ရင်တို့အသုံးပြုလို့ရပါတယ်။ နားပလေသိရင်လည်းစေမင်းပြပါနဲ့လက်တူပေါ်ကနဲ့ဥပမာပြပါမယ်။ကွိုင်းလေးကိုကြတော့ကိုပိုင်ကားမောင်းတဲ့သူရေလို့တွေးလို့ရတယ်။ကိုပိုင်ကားဖြစ်တဲ့အတွက်ဒီကားပေါ်ကနေဘေလန်းကိုသွားချင်သွားချင်သွားလို့ရတယ်။တိုကန်နေကြတော့ဘတ်စကားစီရဲ့သူနဲ့တွေ့တယ်။ကိုပိုင်ကားမရှိတဲ့အတွက်သူများရဲ့ကားကိုငှားစီရတယ်ဆိုတဲ့သဘောပေါ့။ဆိုတော့ရှင်ကြည့်မယ်ဆိုရင်ကိုပိုင်ကားပိုင်တဲ့သူနဲ့ ဘတ်စကာစီးတဲ့သူပေါ့ဒီနေရာမှာကိုပိုင်ကားဆိုတာကကိုပိုင် blockchain ကိုပြောချင်တာဖြစ်ပါတယ်အထက် idea ကတော့ token တွေက coin တွေပိုင်တဲ့ blockchain ကိုသုံးပြီးတော့ transition တွေလုပ်ပေးရတာပါပဲဆိုတော့ coin ဝယ်ရမလား token ဝယ်ရမလား coin ဆိုတာပါလေ တိုကန်ဆိုတာပါလဲဆိုတာရှင်းပြပြီးတဲ့နောက်ပိုင်းမှာတော့အားလုံးသိချင်နေမှာကဘယ်တစ်ခုကပိုကောင်းလဲဘယ်တစ်ခုကကိုယ်နဲ့ပိုအဆင်ပြေမလဲပေါ့လူတစ်ယောက်နဲ့တစ်ယောက်က risk appetite လို့ခေါ်တဲ့ဝီဘလောက်အဆုံးခံနိုင်တယ်လဲဆိုတာကွာပါတယ်တကယ်လို့ကိုကနှစ်ရှည် long term ရင်းနှီးမြှုပ်နှံခြင်းနဲ့ဆိုရင် market capital များပြီးတော့ပိုစိတ်ချရတဲ့ coin တွေကိုပိုပြီးရောရင်းနှီးမြှုပ်နှံသင့်ပါတယ်ဥပမာ bitcoin ethereum နဲ့ bme ပေါ့အကယ်၍အကြကြီးကင်ထားရတာကိုဂင်းနဲ့မွေးအိတ်တယ်လို့ထင်လို့ risk ပိုယူခြင်းတဲ့သူတွေကတော့ blockchain ကိုပိုင်မရှိတဲ့ token တွေကိုခိုင်းထားလို့ရပါတယ်။နောက်ဆုံးသတိပေးချင်တာကတော့ cryptocurrency တွေကသာမန် stock စျေးကွက်တွေထပ်ပို့ပြီးတော့အတက်အကျအရန်ကျပါတယ်။ဒီထဲမှာကို token တွေက coin တွေထပ်ပို့ပြီးတော့ risk များပါတယ်။ crypto မိဘက်ကဘယ် crypto ကိုတော့ဝယ်ပါဆိုပြီးတော့ရှင်းနှီးမြှုပ်နှံဖို့ financial advice လုံးဝပေးမှာမဟုတ်ပါဘူး။ဒီ video ကြည့်ပြီးသွားရင်တော့ coin နဲ့ token ဘာကွာလဲဘယ်တစ်ခုကိုဝယ်သင့်လဲဆိုတော့ကိုသိတော့လိမ့်မယ်လို့ထင်ပါတယ်။ဒီထပ်ပို့ပြီးတော့မေးမြန်းချင်တဲ့ဆိုရင် crypto mate ရဲ့ telegram group ကို join ထားလို့ရပါ ါတယ်။ link ကိုလည်းဒီ post ရဲ့အောက်မှာချပေးထားမှာဖြစ်ပါတယ်။အကယ်၍ကိုက crypto trading လုပ်ဖို့အတွက် trading account မရှိသေးဘူးဆိုရင်တော့အခုပြထားတဲ့ crypto maker referral code နဲ့ account ဖွင့်ထားလို့ရပါတယ်။ဒီ code နဲ့ဖွင့်ထားတဲ့ account တွေက Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ transaction fee ကို20% discount lifetime အနေနဲ့အမြင်တမ်းရနိုင်မှာဖြစ်ပြီးတော့ crypto maker နေလုပ်တဲ့ gamma တွေကနေလည်း reward တွေရနိုင်တဲ့အထွတ်ကြောင့်မို့လို့ issue မှာအများကြီးအထူးရှိမှာဖြစ်ပါတယ်။ကဲအားလုံးပဲ crypto maker နေပြီးတော့ crypto နဲ့ပတ်သက်တဲ့ဘူးသူတိုက်ရစရာ အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ဝင်စားရဆိုရင် channel လေးကို subscribe လုပ်ထားပေးကြပါအောင်နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဖို့။